အင်္ဂလိပ်လေးလာရင်လေးလာရင်အချိန်တစ်ခုရောက်တဲ့အချိန်မှာမာနထိန်ရတဲ့အချိန်ရှိရယ်အဲ့ဒါဘာကိုပြောချင်လဲဆိုတော့ဒီ intermediate level လောက်ရောက်တဲ့အချိန်မှာ learner တွေကလေ um ကိုယ့်ဟာကိုယ်အရင် confident တွေရှိလာတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ movie ကြည့်ရင်လည်းနားလေလာပြီ အကုန်လုံးတော့မဟုတ်ဘူးသိချင်တယ်အကုန်လုံးတော့မဟုတ်ဘူးပြီးလို့ရှိရင်ဒီနိုင်ငံခြားသားတွေနဲ့စကားပြောတာဟုတ်လားကိုကပြောနိုင်ပြီသမင်းစာရတဲ့တော့ကတော့ essay ဖြစ်သွား intermediate level ပေါ့နော် grammar ဆိုလည်းအဲ့လောက်ကြီးမမားတော့ဘူး အဲ့ဒီအခြေအနေရောက်လာတဲ့အချိန်မှာလူတွေကအရန်ကိုအမ်ကိုဟောက်ကိုအရန်ကန်ပြောရမစို့အရန်တိလာရလို့ထင်တယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့အဲ့ဒီဟာအဆပဲရှိသေးတယ်ဆိုတော့အဲ့ဒီ level ရောက်ပြီးဆက်မလိလာတဲ့သူတွေကမသိဘူးတခြားလဲလို့ပဲ intermediate pre intermediate ရောက်တော့ကိုဟောက်ကိုအတော်ဆုံးကိုကိုဟောက်ကိုဟလာအရန်ပြတ်တဲ့အဲ့လိုပဲထင်ခဲ့ဒါပေမဲ့အဲ့ဒီနောက်ပိုင်းအเจ้าတွေပါတယ်အဲ့ဒီအချိန်တော့မှာ အယူနီရီဘာပြီးသွားတဲ့အချိန်အဲ့ထိလဲကို English ကအရင်ကောင်းတယ်လို့ထင်တယ်။ဒါပေမဲ့ကိုလုံးဝအော်ငါအများကြီးလောက်ရအောင်မယ်ဆိုတဲ့အချိန်အခိုက်အတန့်တစ်ခုရှိရေပေါ့နော်။အဲ့ဒီအခိုက်အတန့်ကတော့ကိုမတိတဲ့ word တွေအရင်များတယ်ဆိုတော့ကိုလက်ခံလာတယ်။နည်းနည်းဟိုနေ့စဉ်ဖြစ်ပြနေတဲ့အဲဟာလီကို describe လုပ်ဖို့တော့ကိုမှ word မရှိဘူး။အဲ့ဒီအချိန်မှာဟာငါအရင်လိုသိပါလားပေါ့နော်။အဲ့ဒီအခိုက်အတန့်မျိုးဖြစ်လာတယ်။ So အချက်ကွဲခဲ့ရတဲ့ moment တွေပေါ့နော်အဲ့ဒီဟာတွေလေအဲ့တော့ intermediate ရောက်တဲ့သူတွေကိုဟောက်ကိုငါအရင်တိပ်ပြီးအရင်တက်ပြီးဆိုပြီးတော့အဲ့ level မှာလောက stop မလုပ်နိုင်နဲ့ဒါပေမဲ့ကိုရဲ့ရည်ရချက်ကဘာလဲဆိုတာလည်းရှိသေးရဦးဟုတ်တယ်မလားကိုက English ကိုအလောက်ကြီးမလုပ်ဘူးဆိုတော့ဒါရတယ်ကိုရဲ့အာကိုကဒီအလုပ်ကိုတွင်ကျင်အောင်လုပ်ချင်တယ်လောကဒီအာတေချာလေးအာ formal english တွေဟုတ်လား academic english အဲ့ဒီ အဆင့်လောက်သွားချင်တယ်ဆို intermediate level မှာလုံးဝမရက်နိုင်နဲ့ကိုဟောကိုအရင်တီးပြီးလို့ထင်တာဒါလူတိုင်းဖြစ်ဖို့လိမ့်မယ်ဒါပေမဲ့တချို့လေးစားအကြရတဲ့ဆရာတွေ lower professor တွေသူများဒီ PhD English ကို PhD UK တွေတော့မအခုထိလေ့လာနေရတော့ဘူးเนาะအဲကိုရလည်း English တာတက်နေအအခုထိလေ့လာနေရတော့အတိတ်အတွက်တွေပေါ့နော် အခုဒီလေ့လာနေတော့အဲ့တော့ intermediate ဆိုတာ english ကိုစပြီးတော့တည်ဖို့အစပဲရှိပါသေးတယ် ပြောတတ်ဆိုတတ်တယ်အဆင်ပြေတယ်ဒါပေမဲ့တကယ်တမ်း deep ပေါ့နော် deeply ဒီလုံးဝ native speaker နဲ့ native သူကပြောလာတဲ့အချိန်မှာနားမလည်ဘူးကိုယ့်ဟာကိုယ်ဂုံယူတာတော့အဆင်ပြေတယ်ဒါပေမဲ့အရင်ကြီးမာနမတက်သွားဖို့အရေးကြီးတယ်ပေါ့နော်အဲ့တော့လူတယောက်ကကိုယ်အရင်တော်ရလို့ထင်သွားတဲ့အချိန်မှာဘာတင်တယ်လက်လက်ခံလို့မရတော့အဲ့ဒါလူတွေရဲ့သဘာဝဖြစ်တယ်အဲ့တော့ဒါလေးကို remind လုပ်ပေးချင်ပါတယ် so thank you ပါ